ရတော်ဖျားကြီးတီးထားတဲ့တစ္ဆာနန္ဒဓမ္မစင်တာနဲ့မဟာဗဒ္ဒမုဏိစေတီတို့တီးရှိပါတယ်။ဒီဒေသဟာမန္တလေးမြို့ကနေအနှဲငယ်သာဝေးပြီးနေတော်ဝက်လောက်အချိန်ပေးယုံနဲ့သွားရောက်နိုင်ပါတယ်။ရကန်းစင်တောင်တော်ရဲ့ရှုကင်းနေဟာရင်သက်ရှုမောဖျားလောက်အောင်တာယာလှပပြီးအေးချမ်းလှတဲ့သာသနာနယ်မြေတစ်ခုဖြစ်ပါတယ်။တောက်တလန်းတနီယာမှာတီးရှိနေတဲ့တစ္ဆာနန္ဒဓမ္မစင်တာဟာခန္ဓာထေဝါစွာရှိနေပြီးအတွင်းမှာလည်းပါကျုပ်စီရတော်ဖျားကြီးတီးထားတဲ့မဟာဗဒ္ဒမုဏိစေတီတို့ဟာជីညိုပွဲရာတက်ပင်လွန်လှပါ ါတယ်ဒီရကန်းစင်တောင်ဟာရှင်ရခင်ငယ်တဲကထင်းရှားတဲ့ဆရာတော်ဖျားကြီးဦးဩဘာသာတရင်သုံးခဲ့တဲ့တောင်တော်ဖြစ်ခါဒီတောင်တော်မှာသူတော်စင်များပြားတရင်သုံးမွေလျောရာမြင့်မြတ်သောသာသနာအနေမည်ဖြစ်ပါတယ်တစ္ဆာနန္ဒဓမ္မစင်တာနှင့်မဟာဗဒ္ဒမုဏိဇေဒီတော်ကိုတည်ထားသူပေါမောက်ခချုပ်ဆရာတော်ဒေါက်တာရှင်နန္ဒမာလာဘိဝင်သဟာအဘိဓမ္မာကျွမ်းကျင်သူယဟန်တော်တပါးဖြစ်ပြီးဒီဒေသဟာဆရာတော်ကြီးမွေးဖွားရာဇာတိအရက်ဖြစ်ပါတယ်ဆရာတော်ကြီးဟာမြန်မာနိုင်ငံမှသာသနာပြုလုပ်ငန်းများနှင့်ဗုဒ္ဓဘာသာဝင် င်တို့အတွက်ကြီးမားလှတဲ့အကျိုးကျေးဇူးပြုသူယဟန်တပါးလည်းဖြစ်ပါတယ်။လိလာစူးစမ်းတတ်တဲ့ခေပညာတတ်လူငယ်များနဲ့ရိုးရာအစဉ်အလာဗုဒ္ဓဘာသာကျမ်းမှာမေကွန်းထုတ်စရာများကိုအပူအလိုမရှိယဟန်